င်ဆက်ပေးမယ့်သတင်းကတော့ရှိတ်ကုမပါနိုင်တဲ့တိုက်စစ်ပိုင်းအတွက်အပြည့်ရှိတယ်လို့မန်နီပြပြောကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မန်နီပြရဲ့အမုံရင်ကဒုတိယအကြောင်းတလားကျော်နိုင်ရမယ်။ အဓိကတိုက်စစ်မှုရက်ရှ်ကိုမပါနိုင်တော့မဲ့ကာလမှာအသေးရတိုက်စစ်ပိုင်းအတွက်အပြည့်ရှိပိတာဖြစ်တဲ့တွေ့ပြကြလိုက်ပြီးဖြစ်ပါတယ်။ရက်ရှ်ကိုဟာစပါနဲ့နှကိုးစစ်တေးကြခဲ့တဲ့ပွဲမှာဒုတိယရခဲ့တာဖြစ်ပြီးတော့အနည်းဆုံးတစ်လကျော်လောက်နားရတော့မှာပါ။ရှက်ကိုတရားရသွားခဲ့ပြီးနောက်မှာမန်ယူတိုက်စင်မှာအထောင်တိုက်စင်မှုအနေနဲ့စစ်စီပဲကြံရှိတော့တာဖြစ်ပါတယ်။အင်မိုရီယာစပါနဲ့တည်ကြခဲ့တဲ့ပွဲမှာအမ်ပူမိုကိုအထောင်တိုက်စင်မှုနေရာထားကစားခဲ့တယ်လို့မာဒီယက်စ်ကူညာကလည်း အထောက်တိုက်စစ်မှုနေရာမှာကစားနိုင်တာကြောင့်အဖြစ်ရှိတယ်လို့ပြောကြခဲ့တာဖြစ်ဖို့ရှိနေပါတယ်။ဒါအပြင်မစ်စမောင်ကလည်းနောက်ချန်တိုက်စစ်မှုအဖြစ် Force 9ပုံစံတိုက်စစ်မှုအဖြစ်ပါပြ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 ကစားနိုင်သူဖြစ်တာကြောင့်လည်း Immoral အနေနဲ့အစိုးရကစားသမားတုံးအပါအဝင်တိုက်စစ်မှုစစ်စစ်ဖြစ်တဲ့စစ်စီပိုင်းရှိတာကြောင့် Shash ကိုမကစားနိုင်ချိန်မှာတိုက်စစ်ပိုင်းအတွက်အဖြစ်ရှိတယ်လို့ပြောကြခဲ့တာဖြစ်ဖို့ရှိနေပါတယ်။ဒီတဲ့တွေတော့ညင်းချက်မှာပြပေါ်လာတာပါ။